ဘာစီလိုနာဒါဘီယစခဲ့တယ်ပေါ့နော်ဟိုကတ်တလန်ဒါလူငယ်လေးကတ်တလန်ဘွားလူငယ်လေးတယောက်ကဒါ session နဲ့အကြာမှာဘောလုံးလောကကိုလုံးဝဟိုပြောင်းလဲပေးတယ်တကယ်လုံးဝ transformation လုပ်နိုင်မယ်တကယ်ဟိုအနာဂတ်မှာဒီလိုမျိုး session နဲ့အကြာမှာဒီလိုဖြစ်လာမယ်လို့ဘသူကတွေးခဲ့မှာလဲပေါ့နော်ဒါတိုင်းမဲ့ तू ကငငယ်လေးကဒါငငယ်လေးကတော့ तू စပြီးတော့ဒီ managerial career စကြတယ်ကွာ तू ကနည်းနည်းလေး ambitious ဖြစ်တယ်อืม ဘာစီလိုနာဘီကလေးကသူ့ရဲ့ ideology ကအခု Man City အထီကိုတဲလာနေတော့ဆက်ရှင်းနဲ့ကြာပြီအခုချိန်ထိဒါတဲလာနေတော့မယ်ပေါ့နော်အဲ့တော့ Man City နဲ့သူဟိုစပြီးတော့ဂိုင်ခဲ့တဲ့နှစ်တုန်းကလည်းသူအလဲလဲအကွက်ကွက်ပဲဒါပေမဲ့အဲ့အဲ့ ideology ကိုသူလုံးဝမစွန့်လွတ်ခဲ့ဘူးအဲ့တော့အဲ့ချိန်မှာလည်းဒီ interviewer တွေကသူ့ကိုတောက်လျှောက် pressure ပေးတယ် media တွေက pressure ပေးတယ်ခင်ဗျားရဲ့ဒီ ideology ကအင်္ဂလန်မှာတော့စွန့်လွတ်လိုက်တော့မဖြစ်နိုင်ဘူးဘလုံးဝ ်အဲသူဂျာမန်မှာလည်းအောင်မြင်ခဲ့တယ်ဒါဘာစီလိုနာနဲ့လည်းအောင်မြင်ခဲ့တယ်အတင်းကြီးရောအတင်းငယ်ရောပေါ့နော်ဒါပေမဲ့အင်္ဂလန်ရောက်တဲ့ချိန်မှာဒါကိုဆွန့်လွတ်လိုက်တော့မဖြစ်နိုင်ဘူးပြောရချိန်မှာ impossible လုံးဝသူပြောတာတလုံးနဲ့ပဲလုံးဝမဖြစ်နိုင်အဲ့လိုမျိုးငါ့ကိုပြောဖို့လုံးဝမဖြစ်နိုင်ဘူး။ငါ့ရဲ့ ideology ကိုချိန်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောတာပေါ့နော်။ဆိုတော့တကယ်တကယ်မှာလေဒါ Guardiola က Man City ရဲ့တမိုင်းတစ်လျှောက်မှာ အောင်မြင်ဆုံးဒါနီးပြဖြစ်ခဲ့တယ်ပေါ့နော်။ဆိုတော့ချန်ပီယံလိကိုလည်းဒါသူပဲယူပေးခဲ့တယ်။အခုချိန်ထိလည်းဒါဘောလုံးလောကမှာတကယ် တော်တဲ့နီးပြားတယောက်ဖြစ်နေသေးပဲပေါ့နော်အဲ့တော့ဒါပွဲတထောင်ကြည့်ပြီပေါ့အဲ့တော့တကယ်ဒါတုံတုံမလုံနိုင်တဲ့ဟိုဒါပေါ့ကလုံးအချိမန်နေသူလောက်ခဲ့ဆိုတော့ကိုကတော့ဒါဂွာဒီယိုလာပြိတ်သက်တယောက်မန်စီးတီးရဲ့ပြိတ်သက်တယောက်နေနဲ့တကယ်ဂုံယူရပါတယ်